ဇနန်းရဲ့ဆမတော့လုံးမရှိတဲ့တရားဝတရားဆင်မောင်စုံတရားရုပ်တွေလိုက်ကောင်းနေခက်ကအရင်လုံးမှာတော့အုံမချရလို့ထွက်ခဲ့ရပေမဲ့အယုတ်ကောက်တဲ့နေရာမှာတော့သူထက်အယုတ်ပူရတာဆိုလို့အယုတ်ကောက်ဆက်ကိုရိုက်ခွဲပြီးဖွင့်တဲ့သူတွေပဲရှိတော့တာကြောင့်အယုတ်ကောက်ပါရကူဖြစ်နေခဲ့ပါတယ်။ဘွားကသူ့အတွက်အယုတ်ကောက်ရသူလို့လွယ်ကူမနေပဲအရင်လုံးတင်မှာလဲပရက်ရှာတက်မခံနိုင်လို့ထွက်ခဲ့ရပြီးလက်တလောတော့အလုံးလမဲ့တယောက်ဖြစ်နေခဲ့ပါတယ်။ဒီလောနဲ့တနေ့သူ့အိမ်ဘေးကိုလူတစ်တစ်ပြောင်းလာခဲ့ကလုံးရှိရဲ့ဆိုရင်လဲဆက်ဆက်စုလုံးနေခဲ့ပါတယ်။ဆိုရင်လဲဖြစ်သလိုနေလာလိုက်ကအိမ်ကလဲကြွက်တိုက်လို့ဖြစ်နေပြီးအမေကဖုံးဆက်ပြီးထချင်းခိုင်းမှရှင်လိုက်ရပါတယ်။ရှင်းနေရင်ခေါင်းက အောင်ပြုတ်ကျသွားတာကြောင့်လိုက်ကောက်ရင်ပန်းချာမှာကောင်မလေးပြည်ယာတောက်နေအောင်လိုက်ချောင်းကြည့်နေခဲ့ကကောင်မလေးကလည်းဖြူဖြူအိုးနုနုထွတ်ထွတ်လေးမို့ကျွေသွားပြီးရင်နဲ့ပန်းနေပွင့်လာကပထမဆုံးမြင်ဘူးတဲ့ short delay ကိုကျွေနေမိကြောင့်သူ့ဘော်ဒါကိုပြင်ပြောနေခဲ့ပါတယ်တပတ်နှစ်ပတ်လောက်ဘော်ဒါနဲ့လူမှန်းသူမှန်းမသိအောင်ကိခဲကြကမူးနေလဲအယုတ်တယောက်တော့ရအောင်ကောက်ခဲ့ပြီးရလာတဲ့အယုတ်လေးကိုပိုက်ကဓာတ်လေးကစီးနေတော့သပင်ကောကောနဲ့ဆော်လေးတယောက်ကဓာတ်လေးကနဲ့ရောက်လာကဆော်လေးကလည်းရောက်လာတာနဲ့စိုးဟန်ကိုပထမဆုံးမုန်းနေတယ်လို့ဆူလာဆဲလာနဲ့သပင်နေမှာစောင့်ဆွဲကစမိုးပြည့်ချင်းတို့တော်ဖြစ်သွားပြီးရုံရင်ကရင်ဆော်လေးကိုခေါင်းနဲ့စောင့်မိသွားခဲ့ပါတယ်မနေ့ရောက်တော့စိုးဟန်တယောက်သူ့ရဲ့သူပြန်ရောက်နေ ေပေမဲ့ညာကိစ္စကိုအထင်သာမမိနေကသပင်ကောင်းကောင်းနဲ့ဆော့ကိုကြောက်တာကြောင့်လုံခြုံထွက်လာခဲ့ကတိုက်ရှိကန်ကကိမုဆိုင်ကိုရောက်လာခဲ့ပါတယ်သူကတော့ကိမုဆိုင်ပိုင်ရှင်မိရဖြစ်ပြီးဆိုဟန်ကပေါမွတ်လာဝဲတာကြောင့်ဇေယောင်ပင်းနေကအလာဘာတလာဘာတွေပြောနေရင်နှစ်ယောက်သားအိမ်ကြီးချင်းနေမှန်တိသွားကမိရလည်းသူ့အမကိုခေါ်ပြီးမိတ်ဆက်ပေးလိုက်ပါတယ်အမဖြစ်သူကတော့နူနာဖြစ်ပြီးတခြားသူတော့မဟုတ်ပဲဖြစ်နေကညာကဆိုဟန်နဲ့ဓလိကားထဲမှာဘားတွေပြန်ကြားတွေပြန်ရိုက်ခဲ့တဲ့ဆော်လေးဖြစ်နေကအခုကတော့ညာကလို့မဟုတ်ပဲနူနာကတည်ငြိမ်အေးဆေးနေပေမဲ့လည်းနူနာကိုမြင်လာတဲ့ဆိုဟန်တယောက်တည်အဲမြင့်တယ်လို့လက်နေခဲ့ကထွက်ပြေးသွားလို့နူနာလည်းနောက်ကနေပြေးလိုက်ပြီးလက်ဆောင်ပေးပေးမယ်ဆို န်ကတော့ဒူးတုံနေခဲ့ပါတယ်ဒီလိုလှပချော်မော့တီကြည်တဲ့သူကဟိုတနေ့ညကသူခိုးကြည့်ခဲ့တဲ့ဘီယာတောင်းနေတဲ့ဆော်လေးဖြစ်ပြီးဓာတ်လီကားထဲမှာလည်းကြမ်းမြက်ရမ်းပြသွားတဲ့ဆော်လေးဖြစ်နေပြန်ပါတယ်လူတယောက်တည်းမှာ personality နှမျိုးရှိနေတာကြောင့်ထူးဆန်းနေပြီးမယုံကြည်နိုင်ဖြစ်နေကနူနာကြောင့်တနေ့ကိုထိုင်စင်းစားနေပါတော့တယ်နူနာတယောက်အိမ်နေတော့ညနေနာရီထိုးရတဲ့နိုးလာခဲ့ကတိုက်ရှိခံကရင်ပြပေါ်မှာကြောင်ကြောင်ကြီးရက်နေခဲ့တော့ကိုအိမ်ပေါ်ကနေစုဝန်တယောက်မြင်သွားပြီးဆက်ဆုချင်တာကြောင့်အောက်စင်းကြီးလိုက်တဲ့အချိန်နူနာတယောက်ပျောက်ချင်းမလားပျောက်သွားတာကြောင့်နီးနားမှာရှာနေခဲ့ကနူနာကိုယောက်ျားကြီးတယောက်ကဆွဲလိုက်ရလာလှုပ်နေတာကြောင့်စုဝန်လည်းအပိုင်မဲ့ဆိုပြီးဟီ ရိုးဝင်လောက်ကပြင်းဝဟုတ်ကနူနာရဲ့အဖေဦးဝေးဖြစ်နေပြီးဆိုဝမ်လည်းကြားကနေကြောင်ဖြစ်သွားကဦးဝေးကတော့သူ့သမီးကိုတိနေရလားလို့မင်းနေပြီးဆိုဝမ်ကသူ့တို့ဘေးမှာနေမှန်တည်သွားခဲ့ကသူ့သမီးကညဆိုဖြစ်နေကြမိုက်ဒီပုံစံကိုပါမြင်ဘူးကြောင်ပြောနေတော့နူနာလည်းနောက်ကနေလဲဘင်းလန်းညစ်ကဆိုဝမ်လည်းခွေးပြေးဝက်ပြေးပြန်ပြေးနေရပါတယ်နူနာပြန်ရိတ်သွားတော့မှနူနာကိုဂယူမဆိုင်ပဲကလကပြန်လာတဲ့မိရကိုဦးဝေးကစူနေခဲ့ပါတယ်နောက်တနေ့ရောက်တော့ဆိုဝမ်ရှိနေတဲ့ဓာတ်လေကားထဲကိုနူနာကရောက်လာခဲ့ပြီးသူ့ပုံစံကဆိုဝမ်ကိုမသိသလိုဖြစ်နေတဲ့အတွက်ဆိုဝမ်လည်းစိတ်ဝင်စားလာကညာတိုင်းနူနာနောက်ကလိုက်နေပြီးနောက်ရောက်ခံလိုက်ခဲ့ပါတယ်ညာကျရင်တော့နူနာ ကလမ်းလျှောက်ထွက်လေးရှိပြီးသူ့ဘေးမှာအမြဲအဖို့တယောက်ပါနေတဲ့သတိထားမိပြီးမနက်ဆိုစပင်ဖြောင်းဖြောင်းနဲ့အင်နိုဆန့်ဒီဇိုင်းညဆိုစပင်ကောင်းကောင်းနဲ့တော်တော်ကဲဘော်ဘော်ရဲ့ model ကဲဖြစ်နေပြီးအမျိုးကိစ္စတွေကိုသိချင်တာကြောင့်ဆူအန်ကလိုက်ချောင်းနေခဲ့ပါတယ်လွန်နဲ့နူနာတယောက်မမတ်ကြီးအိပ်ပျော်သွားပြီးအိုဝေကလည်းနူနာကိုဂုံပိုးဝေးပြန်ဖို့လုပ်တော့ဟာဆက်သွားတာကြောင့်ချောင်းနေတဲ့ဆူအန်ပဲဝင်းကူညီပေးလိုက်ပြီးအိုဝေကတော့စေးရုံရောက်သွားခဲ့ပါတယ်ဆူအန်လည်းအိုဝေကိုစေးရုံမှာတွတ်တက်ခဲ့ပြီးအိုဝေကတော့လာဝကကကလိုဆူအန်ကိုတကောင်စင်းနေစစ်နေခက်ကဆူအန်ကတော့ဟိုရောင်ရောင်ဒီရောင်နေပြောနေရပြီးမမေရရအလောက်ကင်မရှိတာကြောင့်အလောက်မရှိတာလို့ပြောပြီးတမ မိဖြစ်သူနူနာရဲ့ပုံစံအမှန်ကိုပြောပြခိုင်းခဲ့ပါတယ်။ဦးဝေးလည်းပြောဖို့သဘောတူလိုက်ပြီးနူနာကနဆိုးဝင်ဘူးခံရတာဖြစ်ပြီးမနက်နေ့နာရီလောက်ဆိုခန္ဓာကိုယ်တဲကမိုက်ဒီပေါ်လာကနူနာတကိုယ်လုံးကိုတုံပြီးလှုပ်ချင်လှုပ်သလိုလှုပ်ချောင်းပြောပြီးနဆိုးဝင်ဘူးတာကမျိုးရိုးအလိုက်ဖြစ်လာတာဖြစ်ပြီးနူနာရဲ့ဖွားရဲ့အမေရဲ့ခုနူနာစီမှာပါဝင်ဘူးနေမီလို့ပြောလိုက်ကမိသားစုချိန်စာတစ်ခုပဲလို့ပြောလိုက်ပါတယ်။ဒီနဆိုးကညဘက်လမ်းလျှောက်ထွက်ရတာကြိုက်ပြီးလာရောက်ကိုလည်းကြိုက်တယ်လို့ပြောကနူနာကတော့သူ့ခန္ဓာကိုယ်ထဲမှာမိုက်ဒီရှိမှန်းကိုမသိဘူးလို့ပြောလိုက်ပါတယ်။ဦးဝေးလည်းသူစေးရုံတက်နေတော့နူနာကိုကျူးဆိုက်ပေးဖို့ဆိုအောင်ကိုအကူအညီတောင်းလိုက်ပါတယ်။ဒီလိုနဲ့ပထမနေ့မှာတော့မိုက်ဒီကဆို ဝန်ကိုဖြဲချောင်းနေကလူရွေးသားလေးကတော့ကြောက်နေခဲ့ပါတယ်ဆိုဝန်ကိုနေကင်းဘတ်လည်းပေါမိုးဆိုင်မှာလှုပ်လှုပ်ဖို့ဦးဝေးကပြောပြီးဆိုဝန်ကနူနာတို့ပေါမိုးဆိုင်မှာဝင်လောက်ကနေကင်းဘတ်ဆိုမိုက်တီမဟုတ်တာကြောင့်နူနာနဲ့အသားမချဖြစ်နေခဲ့ပါတယ်နိုင်ယောက်တို့ဆိုဝန်လည်းမိုက်တီကိုထိန်းနေရပြီးသူ့ဖြစ်သူမယုံနိုင်ဖြစ်ကသူ့ကိုပေါင်းချက်ပြီးဘလော့ခူရိုက်နေရလားဆိုပြီးပြောကကင်မရာရဝထားရလားဆိုပြီးလိုက်ရှာပင်မဲ့တကယ်ယူနေတာဖြစ်ပြီးဆိုဝန်လည်းအခြေအနေကိုလက်ခံလိုက်ရပါတယ်နဆိုးလည်းစားဖို့ခုမှသတိရသွားပြီးစတိုးဆိုင်နဲ့သူ့ကြိုက်တဲ့ကိမုံတွေပဲရွေးဝယ်ကအဲ့ချိန်မင်းကလေးတယောက်ကရောက်လာကကိမုံရှာကြည့်ပင်မဲ့အကုန်လုံးကိုမိုက်တီကဝယ်သွားတာကြောင့်ခြေကွဲသွားပြီးမိုက် MIT ကကိမ်းမုံကိုမြေရှိစားနေတာကိုလိုက်ကြည့်နေခဲ့ပါတယ်။စောင့်ကျဉ်ရုပ်တဲ့ MIT ကလည်းကောင်းမလေးကြည့်နေတာကိုမြင်သွားပြီးအရွယ်တိုက်ကဘာမှမဖော်ပဲစားပြလိုက်တာကြောင့်စော်လေးနဲ့ငုံမဲငုံမဲနဲ့ပြန်သွားခဲ့ပါတယ်။ဘိုဝန်နဲ့နူနာကိုဘာကြောင့်ဝင်ပူးရတာလဲမေးတော့ MIT ကနူနာတို့ဘိုးဘွားတွေကခွင်မလွတ်နိုင်တဲ့ဖြစ်ကိုသူ့ဘော်ကျူးလွန်ခဲ့ကြပြီးတန်ရတကြီးအနေနဲ့နူနာကိုဒီလိုဝင်ပူးပေးတာဖြစ်ပြီးတသက်လုံးပူးပေးမှလို့ပြောတော့သိမ့်မတ်မောင်ဆိုဟန်လည်းမဖြစ်နိုင်တာလို့ပြောပြီးနတ်ဆိုးလည်းမာနာထိခိုက်သွားပြီးသူ့ဘာကောင်လည်းပြမယ်ဆိုပြီးထထောင်းချန်ကစွမ်းနေထွက်မယ်လို့ထင်သားပေမဲ့ MIT လိုက်ဖွားနေလို့ဗဇက်တရမ်းမိတဲ့ဆိုဟန်ကပဲလိုက်ရှက်နေရကစိတ်တွေလည်းတော်တော်ညစ်နေခဲ့ပါ ါတယ်။အနောက်ရောက်တော့အလောက်ပါနူနာက AC တည်ငြိမ်နေပြီးဆိုဝမ်ကိုပအောင်ဝညံ့မိသည်မင်းတွေကဆိုဝမ်နဲ့မရင်နီးသလိုခံစားရရကြောင့်ပေါ်ပေါ်ပါပါပဲဆက်ဆံဖို့ဆိုဆန်ကိုပြောလိုက်ကသင်တန်းရှိတယ်လို့ဆိုဝမ်ကိုနှိပ်စက်လိုက်ပြီးနူနာတယောက်တည်းထွက်သွားခဲ့ပါတယ်။နောက်ရောက်ပြီးဆိုတော့ဆိုဝမ်လည်း Mighty ကိုအဖို့ကူလုပ်ပေးမနက်မှနူနာတွေ့ညဆိုမိုက်တီးကိုလိုက်ထိန်နေခဲ့ကလုပ်တွေစူးစမ်းနေခဲ့ပါတယ်။ဆိုဝမ်လည်းတဖြည်းဖြည်းအသားကျလာပြီးအလုံးမမနက်ကောညကောအဆင်ပြေလာခဲ့ပါတယ်။ခနာကိုတည်းရမိုက်တီးကိုပါနေလို့မရဘူးလားလို့မိရကိုမေးတော့မရဘူးလို့ပြောကမိရကိုဘလို့ကင်ရွေးရမလဲလို့မိရစီကအကြံဉာဏ်တောင်းလိုက်ပါတယ်။ဆိုဝမ်လည်းမိရနေတိုင်း Mighty နဲ့ပေးယူလောက်ကရုပ်ကော ောဆက်တွေကရုပ်ကိုတုံးခေါက်တွင်တရုပ်ကောက်ပြမယ်လို့ပြောကာကောက်ပြနိုင်ခဲ့တဲ့နဆိုးနှစ်နည်းကိုပြောပြရမှာဖြစ်ပြီးတော့ရေတူလိုပြောခွင့်တောင်းလိုက်ပြီးမနိုင်ရင်သူတို့မြတ်တိခန့်မယ်ပါညာနဲ့လောင်ကြီးထပ်လိုက်ပါတယ်ဒီလိုနဲ့ရုပ်ကောက်ပြင်ကြီးလည်းအယုတ်တရုပ်ရအောင်ကောက်ပြလိုက်ကတတိယတိုင်မိုက်တီကလည်းသူ့နမဲ့ရင်းကိုခေါ်ပြီးနူနာခန္ဓာကိုယ်တွေကနေထွက်သွားဆိုပြီးတုံးခေါက်ပြောနိုင်ရင်အပနိုင်ပြီးလောက်လိုက်ပါတယ်ဒီလိုနဲ့ဆိုဟန်နဲ့နူနာလည်းတနည်းအားကိုပြစ်စီသွားဖို့တော့ဆိုဟန်ကလူတယောက်နဲ့တိုက်မိသွားပြီးအဲ့လူကနူနာကိုပဲဂျိုကြီးကြီးနေကထွက်သွားခဲ့ပါတယ်ဆိုဟန်နဲ့နူနာနှစ်ယောက်တည်းကော်ပြီးတောင်းနေရင်နူနာကညတိုင်းအိမ်မက်တစ်ခုမှတ်တယ်လို့ပြောပြီးသူ့ဘေးမှာလည်းတရားရောက်ကလိုက်ကူညီပေးကနှွေးထွေး ွေးတယ်လို့ပြောတာကြောင့်ဆိုဝမ်လည်းပြော့နေခဲ့ကပြော်လို့မပြီးသေးဘူးနူနာကသူ့ကိုကူညီနေတဲ့အရာကလူတော့မဟုတ်ဘူးလို့ပြောတော့ဆိုဝမ်တယောက်ကြေကွဲသွားခဲ့ပါတယ်ညာဘက်မှာတော့လူတယောက်ကတရားပေါ်ကနေခုံချမလို့လုံနေတော့သက်ဆိုင်ရာတွေကဝိုင်းတားပေမဲ့တရားအောက်ကနေမိုက်တီကပေါ်လာပြီးခုံချခုံချမနာဘူးဆိုပြီးတက်တိမတ်သူကိုပြောနေခဲ့ကဆိုဝမ်ကမနှဲလိုက်ထိနေရပါတယ်မိုက်တီလည်းအတူတူတက်တိရအောင်ဆိုပြီးမြေရပြင်ကိုဇာနကမင်းလို့ပြလိုက်ကကော်လုံးရဲ့အာယုံကမိုက်တီကိုရောက်သွားပြီးတက်တိရမဲ့လူတော်စိတ်ညစ်လာကဘသူမှမမြင်ခဲ့တိတ်တိတ်လေးအိမ်မြန်သွားခဲ့ပါတယ်ညာမိုက်တီရေကူးနေတဲ့ဗီဒီယိုကသတင်းမှပြန့်နေပြီးအမက်ကြီးနေတာကြောင့်ဦးကလည်းဆို ိုဝမ်ကိုစူပူနေကဘုံလုံးလုံးနေတော့နူနာကရောက်လာတာကြောင့်မနေ့ဟန်ဆောင်လိုက်ရပါတယ်ဒီလိုနဲ့ညချုပ်တီချီရောက်တော့မိုက်တီကိုသွားခေါ်ပေမဲ့နူနာကထွက်လာကရင်ကြီးကြီးနဲ့နှုတ်ဆက်ပြီးနှစ်ယောက်သားလမ်းလျှောက်ထွက်လာကြပါတယ်အိမ်မပြောဘူးလားမေးတော့နူနာကအမေဆုံးနဲ့နှစ်ပတ်လည်နေမို့အိမ်မပြောဘူးလို့ပြောကစိုဝမ်ကပြန်တော့မလားလို့ပြောပေမဲ့နူနာကမပြန်သေးပဲရုပ်ချင်းသွားကြည့်မယ်လို့ပြောကနှစ်ယောက်သားရုပ်ချင်းသွားကြည့်ခဲ့ပြီးစကားကအာဝါပေးတဲ့အခံရောက်နေပြီးရှေးကောင်ကအတွဲတွေကလည်းជីနူးနေတာကိုစိုဝမ်တယောက်ကြည့်နေတဲ့အချိန်နူနာကသူ့လက်ကိုလာကင်တာကြောင့်စိုဝမ်လည်းမတင်းမနေပဲနူနာလက်ကိုပြန်ကင်တဲ့အချိန်နူနာကလောင်ပြုံးပြုံးပြီးထားထွက်သွားကရှေးက အတွဲကိုလည်းជីနုမနေနဲ့ပြတ်မှာပဲလို့ပြောကပေါ်ပေါ်စုပ်တစုပ်တော်လိုက်စားသွားပါသေးတယ်။ဒါတော့နူနာမဟုတ်ပဲမိုက်တီဖြစ်နေခဲ့ကဆိုဟန်ကိုလည်းအချိန်လောက်ယူလုံးနေခဲ့တာဖြစ်ပါတယ်။ဆိုဟန်လည်းရိတ်မိရဲ့ဘာညာနဲ့မိုက်တီပြောပါစေဆိုပြီးအရှက်ပြေဝင်ပြောနေခဲ့ကမိုက်တီကကစားခွင့်လိုက်ဖို့ပေးဖို့နဲ့လိုက်ဖို့ရင်သူ့ကိုပြောစရာဖြန်တီးပေးနိုင်ရင်မိုက်တီနေရာမဲ့အချိန်ကိုရှော့ပေးမယ်လို့ပြောလိုက်ပါတယ်။ခဏနေတော့ပင်လယ်ပေါ်ပေါ်စတာကိုမိုက်တီကကြည့်နေတာကြောင့်ဆိုဟန်လည်းလိုက်ဖို့ပေးမယ်ပြောလိုက်ကနေခင်းမဲ့ဖြစ်နေရာကြောင့်မိုက်တီတော့မဟုတ်ပေမဲ့နူနာဖြစ်နေကနူနာရဲ့မသိစိတ်ကလည်းရေးကြနေရောက်တည်ထားမိသွားခဲ့ပါတယ်။ဒီလိုနဲ့နှစ်ယောက်သာချောင်းသာရောက်မတရားဓာတ်ပုံတွေရိုင်းနေကြ ြပြီးဆိုဟန်ကတော့လူသေးကပိုဝဲပင်းနေခဲ့ပါတယ်။ညာရောက်တော့မိုက်တီကမြေဦးတွေကိုလိုက်ကြည့်နေခဲ့ကဆိုဟန်ကပင်လယ်ကိုလိုက်ဖို့ပေးခဲ့တာကြောင့်မိုက်တီအဖြစ်နေရမယ့်အချိန်နည်းနည်းလျှော့ဖို့ပေးဖို့ဈေးစစ်ပင်မဲ့မိုက်တီကလည်းသူကိုယ်တိုင်ပင်လယ်ကိုမမြင်ခဲ့ရတာကြောင့်9မိနစ်ပဲလျှော့ပေးမယ်လို့ပြောလိုက်ပါတယ်။ဆိုဟန်ကလည်းထက်လျှော့ပါအောင်ထက်လျှော့ပါအောင်ဆိုပြီးတကြီးလုံးနေရာကြောင့်သူ့ကိုမမြင်ချင်တော့ဘူးလားလို့ပြောကဒီလိုကြည်ကြနေရလားဆိုပြီးစိတ်ထိခိုက်သွားကဆိုဟန်ကိုစိတ်ရင်းနဲ့ပြောအောင်ထားဖို့တောင်းဆိုနေခဲ့တာဖြစ်ပြီးတင်ထုတ်ဖို့ပြောအောင်ဆက်ဆံခိုင်းတာမဟုတ်ဘူးလားလို့မေးတော့နာကြီးချက်တွေနဲ့မျက်တွေကိုကောက်စားကထွက်ပြေးခဲ့ပါတယ်။လုံးနဲ့ထွက်ပြေးနေရင်မိုက်တီရဲ့အာယုံတက်ကမျိုးတစ်လုံးကပေါ်လာခဲ့ပြီး ီငိုကြွေးနေရင်ပြေးနေတော့အရှိမပြေကျိုးချထားတာကြောင့်ဆက်မပြေးနိုင်ပဲကြောက်ရွံ့ကြီးလို့ရက်နေခက်ကသူစီဆိုဝန်ကရောက်လာပြီးတောင်းမန်ကမိုက်တီးကိုပြောင်းအောင်ထားမယ်ဆိုပြီးခတိပေးလိုက်ပါတယ်ဒေါ်လာနှစ်ယောက်သားလဲစူပါကတ်ကိုစီးပြီးမျိုးဘက်ကကစားကွင်းနဲ့ဝင်ပြီးကလင်းမဟုတ်ကလားမဟုတ်ကစားနေကြပါတယ်နောက်တစ်ယောက်တော့လဲမိုက်တီးကိုပန်းချန်နဲ့ခေါ်သွားပြီးဓာတ်ပုံနဲ့ရိုက်ပြီးတော့နှစ်ယောက်သားပျော်ရွှင်နေကြပြီးမိုက်တီးကသူ့ချိန်ကိုမိနစ်30အထိရှော့ပေးလိုက်ပါတယ်ဦးအေးလဲဆိုဟန်ရဲ့စွမ်းဆောင်ရည်တွေကိုသဘောကျလို့ချီးကျူးနေတော့ဘလို့မိနစ်30တောင်ကျော်အောင်လောက်တာလဲလို့မေးတော့မိုက်တီးကခုံရတာကိုသဘောကျတာမလို့ခုံလို့ရတဲ့ကစားကွင်းကိုခေါ်သွားကြအောင်ပြောကမိရလဲအကြံရသွားပြီးမိုက်တီးကို ော့ Yellow တို့ DJ Club ကိုခေါ်သွားခဲ့ပါတယ်။ Sohan ရဲ့ Mighty ရဲ့ Mia ရဲ့ Sohan တငယ်ချင်းလေးရောသွားခဲ့ကြပြီ။ Mighty ကတော့မြင်မြင်သမျှကိုအာယံသွားစားနေခဲ့ကာ Sohan ကတော့မနဲတားလိုက်ရပါတယ်။ Sohan နဲ့ Mia လိုကနေရာကိုကြည့်နေတော့ Mighty ပြောက်သွားလို့လိုက်ရှာနေကာ Mighty ကိုစားပဲလေးတယောက်ကဆွဲလာရန်လောင်းဝင်လုံးနေရာကိုတွေ့ပြီး Bohan က Hero ဝင်လောက်ကသူ့ဆောင်မထီးနဲ့လို့ပြောလိုက်ကာစားပဲလေးလည်းထွက်သွားခဲ့ပါတယ်။မနဲ့ရောက်တော့ Game Boy ဆိုင်ကိုညာဘဲကရောက်လာခဲ့ကာ Nuna ကမမမီးနေပေမဲ့ Sohan ကမမမီးနေခဲ့ကာ Sohan ကိုခေါ်သွားပြီးသူကအပအနေနဲ့ဘိုးတော်လို့ပြောကာ Mighty ကိုအပနေပေးမယ်လို့ပြောကာ Mighty ကိုစောင့်နေရကြပြီလို့ထပ်ပြောလိုက်ပါ ါတယ်ဆိုရလဲညရောက်တော့ OA နဲ့ကစ်နေပြီဘိုးတော်ကြောင့်ပြောပြပေမဲ့ OA ကငွေလိုချင်းလို့ကစားနေတဲ့ကောင်ဝင်းနေမှာလို့ပြန်ပြောနေခဲ့ပါတယ်အဲ့ချိန်နူနာကိုလက်ကျိုးနေတဲ့ကောင်မလေးကဖနှက်ချီပေးဖို့ကူညီတောင်းလိုက်ကနူနာလဲချီပေးလိုက်ပြီးကောင်မလေးကကျေးဇူးတင်လို့ချူချင်းလေးလက်ဆောင်ပေးခဲ့ကနူနာလဲလက်ဆောင်ရတဲ့ချူချင်းလေးကိုငငယ်နဲ့စားလိုက်ကမုံဝဲမြင်ပြီးဒုံမမြင်တာကြောင့်နူနာလဲမောက်သွားခဲ့ပါတယ်ချူချင်းကဘိုးတော်ပေးခံလိုက်တဲ့ချူချင်းဖြစ်နေပြီးနူနာကိုဝေးတဲ့နေရာကိုခေါ်သွားခဲ့ပါတယ် OA နဲ့ရဲတောင်းနေတော့စူဝမ်ကကောင်းကင်မှာလာကတချမ်းပဲဖြစ်နေရကြောင်း ID အားနေတဲ့အချိန်ဖြစ်နေပြီးဘိုးတော်ကခွင်ကောင်းယူတော့မယ်ထင်နေတာကြောင့်နူနာကို GPS ကနေခြေရခံလိုက်ပြီးနူနာ ရှိတဲ့နေရာကိုလိုက်သွားခဲ့ပါတယ်အဲဒီအချိန်မိုက်ဒီပေါ်လာကသူ့ကိုပိအေဂျိုနဲ့ခြိတာပြီးကုကေယာမဲနေတဲ့အချိန်ဆိုဟန်ကရောက်လာခဲ့ကဘိုးတော်နဲ့နှစ်ယောက်သားပြင်းနေကြပြီးဘိုးတော်ကမိုက်ဒီဟာစင်းနေဝင်းကြီးလို့ပြောကဆိုဟန်လည်းစိတ်ထုတ်သွားပြီးဒုန်းတဲ့ချင်းကဘိုးတော်တယောက်ကျယ်ရီလာရင်မြင်သွားခဲ့ပါတယ်ဒီလိုနဲ့မိုက်ဒီကိုပြန်လာခေါ်ခဲ့ကမိုက်ဒီကလည်းယုံကြည်လို့ရတဲ့ဆိုဟန်ကိုသူ့အကြောင်းနဲ့ပြောပြနေခဲ့ပါတယ်မိုက်ဒီတို့ရွာဆင်းရဲနွမ်းမမှုတွေနဲ့ပြင်းထန်နေပြီးဒုက္ခဆင်းရဲမျိုးမျိုးခံစားလာရကမိုက်ဒီရဲ့ဖိနဲ့မေကလည်းဆာလောင်မသိမှုတွေနဲ့သက်ဆုံးရှုံးသွားခဲ့ရပါတယ်တရရဲ့ရောက်တော့မိုက်ဒီတို့ရွာကိုအောက်လန်းဆရာတယောက်ရောက်လာကငတ်ပေးကလွတ်မြောက်ဖို့လူတယောက်ကိုစတေး ရမယ်လို့ပြောတော့ရွာသားတွေလည်းတငေါကျော်လေးမိုက်တီကိုစတေးခိုင်းလိုက်ပြီးမိုက်တီတယောက်ငငယ်ရွယ်ရွယ်နဲ့မတရားသဖွယ်တိုက်ဆုံးခဲ့ရပါတယ်။လောနဲ့ကျင်လာတဲ့မိသားစုကမိုက်တီရဲ့ကြောက်ကိုအိုးတဲ့ထက်ကမြုပ်ပေးခဲ့ပြီးမိုက်တီကဒီပြအိုးထဲမှာ100လောက်အေးအေးချမ်းနေရမှာဖြစ်ပြီးနှစ်တရာပြည့်ရအကျွတ်တန်းရမှာဖြစ်ပါတယ်။နှစ်တရာတော့မပြေသေးပဲနှစ်90အရောက်မှာပဲနူနာရဲ့ဘွားသူ့ပြအိုးကိုတွေ့သွားကဘူမတိဘာမတိနဲ့ပြအိုးကိုခင်ချီအိုးလှုပ်လိုက်တာကြောင့်အကျွတ်တန်းမရတော့ပဲပုံပြောက်သွားတဲ့မိုက်တီကနေစရာမရှိတော့ကြောင့်နူနာရဲ့ဘွားခန္ဓာကိုယ်ထဲမှာကပားကောင်လိုတွေ့ကက်နေကနေနေခဲ့တာပဲဖြစ်ပါတယ်။နူနာဘွားဆုံးတော့နူနာမေနူနာမေဆုံးတော့နူနာခန္ဓာကိုယ်ထဲကို ရောက်လာပြီးအကျွတ်တန်းရဖို့ဆိုရင်သူ့ပြအုပ်ကိုတွေ့အောင်ချပီးရာအုပ်ထဲမှာပေးဝင်ခိုင်းမှကျွတ်မှဖြစ်ကြောင်ပြောကဒီလိုမဖြစ်လာခင်သူ့ကိုပညာပြရှင်နေတဲ့ဘိုးတော်ကပို့လာပြီးနခန္ဓာကုတွေကနေထုံနေတာဖြစ်ကဒီလိုသားဆိုမိုက်တီကတပ်ဖက်အကျွတ်တရားမရတော့ပဲဘုံပြောင်းနေမှာလို့ပြောကနောက်လာပြင်းနေဆိုရင်သူကနူနခန္ဓာကုတွေကနေထွက်သွားတော့မှဖြစ်ပြီးဒီလိုသားဆိုအကျွတ်တန်းရဖို့မဖြစ်နိုင်ကြောင်ဝမ်းနေစွာပြောနေခဲ့ပါတယ်နောက်နေ့ရတော့ဆူဝမ်ကလာဆောင်နေပေမဲ့ထရမာရသွားတဲ့မိုက်တီကထွက်မလာတော့တာကြောင့်ဆူဝမ်လည်းမိုက်တီဆန္ဒကိုဖြည့်ဆည်းနိုင်ရန်အတွက်နူနအဖွားရင်ကပြအုပ်ကိုရှာဖို့ထွက်သွားခဲ့ပါတယ်ဒီလိုနဲ့အဖွားရင်ရောက်တော့ပြအုပ်တိန်လုံးအနှံ့တူပြီးရှာပေမဲ့မတွေ့ရ က်ဖြစ်နေကနောက်ဆုံးမှာတော့နေရာလွတ်တစ်ခုသာရှိနေပြီးအဲ့နေရာကကြောက်တုံးကနေရာကြောင့်မနေ့ဖယ်လိုက်ရကပြာအိုးကိုတွေ့ရှိသွားခဲ့ပါတယ်မိုက်တီလက်တရားရရလာကကိမုစားချင်နေတဲ့ကလေးမလေးကိုလည်းကိမုနဲ့ပင်းနေခဲ့ပြီးလူတိုင်းကိုလည်းကောင်းကောင်းဆက်ဆံနေခဲ့ပါတယ်မိုက်တီလက်လိမ်မာနေပြီးဒီတော်အတွင်သူ့ကိုဂယူဆက်ခဲ့တဲ့ဦးအေးကိုလည်းကျေးဇူးတင်နေပြီးဦးအေးလည်းအစားများမစားရတာလားဆိုပြီးဖြစ်နေတော့ဆူဝမ်ကရောက်လာကမိုက်တီလက်ကိုဆွဲပြီးတနေရာကိုခေါ်သွားခဲ့ပါတယ်ဆူဝမ်လည်းမိုက်တီရဲ့ပြာအိုးကိုရှာခဲ့ကြောင်းပြောပြီးဒီထဲမှာကျန်တဲ့နှစ်90ကိုအေးဆေးနေပြီးတက်တန်းကိုရင်ကျွတ်တန်းဝင်တော့လို့ပြောကဒီပြာအိုးကိုဆူဝမ်က190လုံးလုံးလုံးထုံထုံဆောက်ရှောက်ပေးထားမယ်လို့ဂရေ ီပေးလိုက်ပါတယ်မိုက်တေးလည်းအသေးခိုက်သွားပြီးမျက်ရည်တွေကျလာကသူ့နာမည်ကယွန်းလို့ပြောကကိုဝံကလည်းနာမည်လေးကလှလိုက်တာလို့ပြောပြီးယွန်းနူနာခန္ဓာကိုယ်ထဲကနေထွက်သွားပြီးအိုးထဲဝင်ဆန်းလို့ဦးကျင်တုံးကအမိတ်ပေးလိုက်ကယွန်းလည်းပြော့သွားပြီးအမတ်တရားတွေကိုပြန်တွေးနေနောက်ဆုံးကြိတ်ဆိုဝံကိုပွေဖက်လိုက်ရယ်ယူဇူတင်စကားပြောလိုက်ကထွက်သွားပါတော့တယ်ဒီလိုနဲ့နူနာလည်းပုံမှန်ပြဖြစ်သွားပြီးမိသားစုဝင်တွေလည်းပျော်နေကြပြီးနူနာကတော့သူ့ဆန္ဒအတိုင်းနန်းနန်းချခီးထွက်မိယာကလည်းပမုတ်ဆိုင်ဆက်ဖွင့်ဦးဝေးကလည်းစိတ်ပြေလက်ပြောက်ခီးထွက်ဆိုဝံကတော့သူနဲ့ကိုက်တဲ့အလုပ်ကိုရှာတွေ့သွားပြီးကျိုးစားလောက်ကဘွားကိုပြောပြောချင်းချင်းဖြတ်တန်းနေပါတော့တယ်ကိုရီးယားကိုနူနာတယောက်ပြန်လာပြီးဆိုဝံနားမှာရှိတော့မဖွင့်ပြောခဲ့ ဲ့တယ်။ခံစားချက်တွေရှိနေမှာမို့ဆိုဟန်ကိုဖုံးဆက်လိုက်ပြီးနှစ်ယောက်သားစကားပြောနေကြကမိုက်တီရဲ့ပြာဟုတ်ကိုတော့ဆိုဟန်ကတိတ်ကြထိန်းသိမ်းသွားရင်ပျော်ရွှင်စွာပြီးဆုံးသွားခဲ့ပါတယ်ဗျာ။နာနာဘွားတွေကိုလူတွေကကြောက်ရွံ့ကြပေမဲ့တကယ်တော့သူတို့ဟာလူကျင်နာကိုမရကြကျွတ်တန်းကိုရှာပွေနေကြတယ်။သနားစရာဖြစ်တည်မှုလေးတွေဖြစ်တာကြောင့်ဘရာသာတို့လည်းအပြစ်မမြင်ပဲကိုညီပေးဖို့တိုက်တွန်းလိုက်ပါတယ်။မိမတွေရဲ့မာယာလောက်ကြောက်ဖို့မကောင်းတဲ့တရေတွေကိုမကြောက်ဖို့ပြောချင်ပါတယ်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။